အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တင်ဆက်ပေးမှာကတော့ဧကရီရဲ့စွန့်စားကန်အတွဲနှစ်ရဲ့အပိုင်း9လေးပဲဖြစ်ပါတယ်ဇက်လန်လေးမစတင်ခင် channel လေးကို subscribe လေးနဲ့ပြီးတော့ VPN လေးခက်မီကြည့်ရှုပေးဖို့မြစ်တရက်ခံချင်ပါတယ်ကဲအားလုံးပဲငါမှားတာတွေကိုအားလုံးမှတ်ထားကြအောင်မောင်ရင်အခုသွားကြတာပေါ့မနက်ဝိလီဝင်လင်းချိန်လောက်မှာတော့ဆရာကြီးကကြံခဲတဲ့စိန်ခဲရွှေခဲနဲ့နမ်းမြိုင်တို့ကို မာစရာရှာရီမှာကျိုင်းနေခဲ့ပါရဲ့ညတော်ကတော့အားလုံးနဲ့အတူတူသွားဖို့တွေးထားပေမဲ့လည်းအနောက်ရှက်ဖြစ်မှာဆိုတာကြောင့်အဓိကလူဖြစ်တဲ့ဧကရစ်ကိုသာခေါ်သွားဖို့ဆရာကြီးကဆုံးဖြတ်လိုက်ပါရဲ့ဆရာကြီးနဲ့ဧကရစ်တို့လည်းခရီးစားထွက်လာကြပြီတနေရာရောက်မှာတော့တောင်ကုန်းတောင်နယ်တွေနဲ့စီးဆင်းနေတဲ့ရေတံခွန်ကြီးအပါဝင်ရေကန်ကြီးကိုတွေးလိုက်ရပါတယ်ဆရာကြီးကတော့ဧကရစ်ကျင်းစဉ်ကျင့်နေတဲ့အချိန်မှာအနောက်ရှက်ကင်ဖို့အတွက်နေရာကောင်းကိုလိုက်ရှာနေတာဖြစ်ပြီး အေဂရစ်ကတော့တောင်ကုန်းရီရဲ့နေရံကိုထိကအာယုံခံကြည့်နေပါတယ်ဘလို့လဲမောင်ရင်လူငယ်တယောက်အနေနဲ့ဒီနေရာလေးကကြည်လို့လှတယ်မလားဒါပေမဲ့လေဒီလိုမျိုးလှပနေတဲ့နေရာကကြောက်စရာတွေနဲ့ပြည့်နေတယ်ဆိုတာဘသူကထင်ပါလဲအပေါ်ရန်အလှတွေနဲ့အတွင်းမှာမှောင်မနေတာမျိုးပေါ့ကြောက်လေခံစားမိပါတယ်ဆရာကြီးဒါနဲ့ကြောက်ကဘာတွေကြည့်ရမှာလဲဆရာကြီးကိုယ်တိုင်တင်ပြပေးမှာလား မင်းကျင်းကြရမယ်နီလန်းတွေကိုဟိုနားကတစ်တာတွေမှာကိုယ်တိုင်ရှာကြည့်ရမယ်ဆရာကြီးလက်ညှိုးထိုးပြလိုက်ရတဲ့နေရာကိုအေဂရစ်ကြည့်လိုက်တော့တန်တတလေးတလုံးကိုတွေ့လိုက်ရပြီအဲ့ဒီနားကိုသွားကဖွင့်ကြည့်လိုက်ပါရင်တစ်တာထဲမှာတော့ဘာမှထုထိတ်တူမှုရှိပဲမီးအိမ်တလုံးမီးကြီးမီးကြီးဆန်တချို့ပါဝင်စာအုပ်အုပ်ကိုပါ တွေ့လိုက်ရပါတယ် ဒီဟာတွေကအရင်လူကြည့်ပြီးတော့ထားသွားတဲ့ဟာလေမင်းဖေလည်းဒီထဲမှာပါခဲ့တယ်ဒီထဲကအတိုင်းမင်းကြင်ကြံနိုင်မယ်လို့ငါထင်တယ်တစ်တာရရစာအုပ်ကိုအေဂရိတ်ယူထုတ်လိုက်ပြီးဆိုင်ရီကိုလန်ကအကြံဖြင့်ဖတ်ကြည့်လိုက်ပါတယ်မင်းလုံနိုင်မယ်လို့ငါယုံပါတယ်နေဝင်တာနဲ့ဒီနေရာရုပ်ချီပြောင်းလဲသွားမှာကျန်တဲ့ဟာကတော့မင်းအပိုင်ပေါ့ ကိုကိုကိုဂယုဆိုင်ပါမောင်ရင်ကဲအခုငါပြန်တော့မယ်ဆရာကြီးကဒီလိုမျိုးပြောဆိုတာထွက်သွားတဲ့ခါမှာတော့အဂရီတယောက်ထဲပဲစောက်ကိုကရင်ဆရာကြီးကိုငေးကကြံနေခဲ့ပါရယ်စိန်ခဲကလည်းဆရာကြီးခိုင်းလာတဲ့အတိုင်းစောက်ကိုကြည်လိုက်ဆေးရွက်စီမီးတချို့ကိုစုံနေထည့်ပြီးထောင်းလိုက်နေပေါ်ဆက်နေခဲ့ပါရယ် ငငယ်လေးကလေးကဆေးစရာအပားနဲ့ကြည်ပင်းလာရတာကြောင့်ဒီလိုမျိုးဆေးဖော့ဆန်ရတာကစိန်ခဲနဲ့လည်းမဝေးတဲ့ပြင်သူ့ရဲ့လက်စွမ်းကလည်းမသေးလာပါဘူးနှစ်ဖူးမှထွက်လာတဲ့ချွေးလေးကိုလက်နဲ့တုပ်ပြကစားအုပ်ကိုတလဲကြည့်လိုက်ဆေးဆုံကိုတလဲကြည့်ရင်ကြိုးစားနေရှာပါတယ်ဆေးတွေရောဆက်လို့ပြီးသွားပြီဆိုတော့မှဆရာကြီးမှန်တာရဲ့အတိုင်းပဲစုံထဲကဆေးတစုပ်စားတော့ကိုလက်တက်ထည့်ပြီးအနက်ခန့်ကြည့်လိုက်တော့ဆေးရဲ့စွမ်းချက်ကစိန်ခဲတော်ပြည့်လဲကျသွားတဲ့အထိပါပဲဟာကိုစိန်ခဲ မဟုတ်မလွယ်ရောမိစေတွေရှူလိုက်တာလားစင်ခဲတယောက်စေးထောင်းလာလိုက်တာမနက်နေထွက်ချိန်ကနေစလို့ညနေနေဝင်ချိန်ကိုတော့ရောက်လာပြီမိစေအနာထက်စေတွေပြင်အစိတ်ကိုပါ လုံနိုင်ခဲ့ပါတယ်ဟိုးပင်မလိုက်တာကွာအေကိုရဲအတွက်ပဲစူးစမ်းရမှာပေါ့ငါအတွက်လည်းနည်းနည်းတော့ပါတယ်နန်းမြိုင်ကလည်းသူမရဲ့လေးသက်ပညာကိုအရင်ကထပ်ပိုကောင်းအောင်လို့လေ့ကျင့်နေပြီအချက်တိုင်းကပြမတ်ကိုထီအောင်တေချာလေးပြစ်ခတ်နိုင်ခဲ့ပါတယ် ဒီကလေးမတော်လိုက်တာငါတပည့်လို့မပြောရအောင်ဘယ်မှာလဲရှင်တပည့်ဟာပြောစမ်းမအောင်ဒါကျမဖေးစရာတင်ခဲ့ရနော်ဟွန်းဟုတ်ပါပြီငါမှလည်းဒီအစိတ်များရှိရလေအစိတ်ပံကိုထောင်ပြီးရောရလာတဲ့ရေတွေကိုဒေါချွန်တွေပေါ်လူပြီးပလွေပုံစံဝလုံးပေါက်တယ်ကိုထဲထားတဲ့လက်နက်ကိုစိန်ခဲကကင်ကစားရင်းနဲ့ပြောနေခဲ့ပါတယ်ဘလို့လဲစမ်းပြရမလားမင်းကပေါက်ကြရတယ်နော်ဟုတ်လည်းမဟုတ်ပဲနဲ့ဆရာကြီးရဲ့ပန်းတွေကုန်လာပဲဖတ်တယ်ကိုစိန်ခဲ အချက်လောက်စမ်းပြလေကျမတော့တော်ရလာလို့သိချင်လို့ပါဟဲ့ဟဲ့သူ့ကိုမမြောက်ပေးနဲ့နော်တော်ကြနေငါ့ကိုမှန်နေဦးမယ်ကြည့်နေပါကွာဒီကနေမပြုတ်ဘူးဟိုးအပင်ပေါ်ကနေစမ်းပြအောင်ပါဟုတ်ပြီလေကိုစင်ခဲအဲ့လိုသာလုံနိုင်တော့ကျမလေတသက်လုံးဆရာလို့ခေါ်ပေးမယ်ကြိုက်ပြီလေမင်းစကားကိုမင်းသေးချာမှတ်ထားတော့နမ်းမြိုင်ဒုက္ခပါပဲကွာမြောက်ပေးတဲ့သူကလည်းမြောက်ပေး လှုပ်ချင်တဲ့သူကလည်းကိုကိုကိုအထင်ကြီးနေတာပဲငါတော့ကိုကိုကျိုးရဲ့နဲကုန်တော့မှာပဲဟိုက်ခရီးမသွားသားလိုက်စမ်းပါမလှုပ်နဲ့လို့ပြောပြီးစမ်းပါကိုရွှေခဲကလည်းမြားမှန်တော့လေအတောင်ပါတာပဲပြန်သွားလိုက်ပေါ့ဒါမှမဟုတ်ရင်ဆရာကြီးစီမှာအစိပ်ဖြည့်စီလေးပါလေတောင်းကြည့်ပေါ့တေချာလေးကြိတ်တာကြနော်စိန်ခဲလဲနမ်းမြိုင်နဲ့ရွှေခဲကိုလက်စွမ်းပြဖို့အရင်အနီနာကအပြင်းအပြင်းမဟုတ်ဘူးအမြန်လေးပြစ်တဲ့တော်ကတက်ကင်တစ်ခုပေါ်ရက်လိုက်ပြီး အစိတ်များကိုမမုတ်ထုတ်ခင်ပါပဲသူရက်နေတဲ့တိကင်ခြောက်ချင်တာအောက်ကိုကြိုးကြလာခဲ့ပါတယ်ရှားရလာရင်ကိုကြီးစင်ခဲအာငောက်ရွှေခဲများကျိန်စဲနေသလားပဲလှုပ်လိုက်တော့အရာရာနဲ့အကြောင်းကြောင်းနေငောက်တော့ဆွဆွဲလိုက်တည်ရဲ့ တနေ့တရရဲ့နောက်ဆုံးချင်းဖြစ်တဲ့ညနေချိန်ကိုတပြေးပြေးရောက်လာပြီးရေဒီယိုအနာကတောင်ကုန်းရီပေါ်မှာတယောက်တည်းတရားချင်းချက်နေရှာတဲ့အေဂရီကိုတော့ပရစ်အော်တန်တွေရေစီးတန်တွေတေးရွက်တွေလောက်ခတ်တန်တွေနဲ့ငှက်အော်တန်တွေကလမ်းချောက်လိုထားပါတယ်အနီးနားကတာယာတန်တွေကိုတော့အာယုံမဆူဆိုင်နိုင်ပဲအေဂရီကတော့ဝင်းတက်ထွက်တက်ကိုတာမှန်မှန်လေးကြည်ကြံနေခဲ့ပါတယ်ညနေချိန်မှာတေးချာဂရုစိုက်မောင်ရင်နားထဲမှာဆရာကြီးပြောတဲ့အတန်ကိုကြားလာတာကြောင့် အနောက်ရှက်ဖယ်တဲ့ခါတော့အတန်တိုးတိုးနဲ့အေဂရစ်ရုတ်ဖတ်လိုက်ပါတယ်။ဒါပေမဲ့ဒီနေရာကတရေတပတ်တွေကနှင်းနဲ့ချီကြက်စာလာတာကြောင့်အေဂရစ်ရဲ့ကာတာကိုအရေးအောင်လုပ်ပုံမရပါဘူး။ကြောက်ဆောင်ရရဲ့ကြာအပင်တွေပေါ်နဲ့ကြောက်တုံတွေကိုကွဲက ပေါ်လာလိုက်ပြောက်လာလိုက်နဲ့တရားကျင့်နေတဲ့အေဂရစ်ကိုအမျိုးမျိုးနောက်ရှက်နေကြပါတယ်။ဆယ်ထရနလာဆယ်ထရနလာသူရွတ်လိုက်တဲ့ကာတာကိုသူ့ရဲ့နားထဲမှာတရားယောက်ကပြန်ပြီးတော့ရွတ်ပြနေသလို့ ဧကရစ်ကြားလိုက်ရတာကြောင့်ကမ္မထန်ချင်းနေတာကိုရပ်ပစ်ပြီးမျက်လုံးလေးဖြန့်ကြည့်ခဲ့ပါငါ့အောင်များလာနောက်ရတာပေါ့မင်းတို့တဲ့ငါဘဒုပို့စွမ်းတယ်လေဌာနေရာကနေထားပြီးအတန်လာရာကိုလက်ရှာပေးမယ်လေဘယ်မှာမှမတွေ့ရပါဘူး နောက်ဆုံးမှာတော့တပင်ပေါ်မှာရက်နေတဲ့တပတ်ကြီးပါဝင်တခြားသစ်တရေတွေကိုပါဟိုဒီဒီပေါ်လာတာကို အေကရစ်တွေ့လိုက်ရပါတော့တယ်အေကရစ်ရဲ့စွန့်စားခံအတွင်းရဲ့အပိုင်းခွနလေးကတော့ဒီမှာတင်ပြီးဆုံးလို့သွားပါပြီနောက်ထပ်ပါရီမှာရောဘာတွေဖြစ်လာအောင်လဲဆိုတော့စောင့်မျှော်အားပေးဖို့အမေပါနဲ့ရှင်အားလုံးပဲကျမပျော်ရွှင်စရာနေ့ရက်လေးကိုပိုင်ဆိုင်ပြီးတော့တဘာဝဘေးအန္တရာယ်တွေကနေလွတ်မြောက်ကင်းစင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်